你把刚刚看的尼狗表姐别毛撇巴嘞。<noise> <noise> <noise> မင်္ဂလာပါဒီဗီဒီယိုထဲမှာပိုက်ပါအကောင့်ဖွင့်နေနည်းကိုအစအနဲ့ဆုံးထိတေချာလေးရှင်းပြပြောပြပြီးတော့မှာပဲဖြစ်ပါတယ်ပိုက်ပါအကောင့်ဖွင့်နေခါမှာကြုံတတ်တဲ့ error တွေအကောင့်ဖွင့်မရပဲဖြစ်သွားတတ်တဲ့ error တွေကိုကျွန်တော်တို့အနေနဲ့ဘယ်လိုဖြေရှင်းပြီးတော့အကောင့်ကိုရအောင် ဖွင့်မလဲဆိုတဲ့နည်းလမ်းတွေကိုပါဒီဗီဒီယိုထဲမှာတစ်ဆက်သေးပြောပြပေးမှာဖြစ်ပါတယ်ကြိတာဆိုရင်ကျွန်တော်တို့ဖေပါအကောင့်ကိုဘယ်လိုဖွင့်မလဲဆိုတာလေးကိုစကြည့်လိုက်ရအောင်အစအနဲ့ပြောပြမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အရင်ဆုံး Play Store ထဲမှာတွားပြီးတော့ပိုက်ပါ software လေးကိုအရင်ဆုံး download ဆွဲယူလိုက်မယ် โอเค play store ထည့်ရောက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ viper လို့ရိုက်ရှာလိုက်မယ်ပေါ့เนาะ viper โอเค b node ဒီမှာ viper software လေးကိုကျွန်တော်တို့ install လုပ်လိုက်မယ်ပေါ့เนาะအခုကျွန်တော်ကတော့ဒီမှာ install လုပ်ထားပြီးတာဖြစ်တဲ့အကြောင်းမလို့ install မပြတော့ဘူးကဲကျွန်တော်တို့ viper software ကိုကျွန်တော်တို့ဖုန်းထဲမှာ download ဆွဲယူပြီးရောပြီဆိုလို့ရှိရင်တော့အကောင့်ဖွင့်ဖို့အတွက် viper software လေးတစ်ခုတစ်ချက် click နေပြီးတော့ဝင်လိုက်မယ် ေးဒါဆိုရှင်တော့ဒီလိုလေးပို့လာမယ်ကျွန်တော်တို့နေနဲ့အကောင့်ဖွင့်ဖို့အတွက် step နောက်လိမ့်လိုက်ပါ Okay အလောင်းနေပြလိုက်ပါ ကေဒီချိန်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ပေးနိုင်ငံကဖွင့်မလဲပေါ့နော်ကျွန်တော်တို့ထိုင်းနိုင်ငံကဖုန်းနံပါတ်နဲ့ဖွင့်မလားတမန်ဖို့မလေးရှားလားစင်ကာပူလားမြန်မာလားစသည်ဖြင့်ဒီနေရာမှာကျွန်တော်တို့မိဘအကောင့်ဖွင့်မဲ့ဖုန်းနံပါတ်ကူဒီဖုန်းနံပါတ်ဆိုတဲ့နေရာမှာရိုက်ထည့်ပေးရမှာပဲဖြစ်ပါတယ်။ Okay မိတ်ဆွေကမြန်မာနိုင်ငံကဖွင့်မယ်ဆိုရင်ဒီနေရာမှာထိုင်းလန်းဆိုတဲ့နေရာမှာကျွန်တော်တို့ဥပမာဒီမှာမြန်မာဆိုတဲ့ဟာလေးကိုရိုက်ရှာလိုက်ပေါ့နော်။မြန်မာဆိုပြီးတော့ရိုက်ရှာလိုက်ရင်ကိုဒီမှာမြန်မာ country ပေါ်လာမှာဖြစ်ပါတယ်။ မြန်မာ country code number ကအပေါင်း9ငါဖြစ်ပါတယ်ဗောနော်ဆိုတော့ကျွန်တော်တို့ဒီမှာ paper account ဖွင့်မဲ့ phone number ကိုဒီမှာရိုက်ချိပေးလိုက်ပါ Okay เนาะအခုကျွန်တော်ကတော့ဒီထိုင်းနိုင်ငံကဖွင့်มาဖြစ်တဲ့အတွက်ဒီမြန်မာ country နေရာမှာကျွန်တော် Thailand လို့ join ရှာပြီးတော့ထည့်လိုက်မယ် Okay เนาะ Okay ဒါဆိုရှင်တော့ကျွန်တော်နိုင်ငံရွေးပြီးွားပြီးပြီးတော့ကျွန်တော်တို့ phone number ကိုရိုက်ထည့်လိုက်ပါ Okay Viber account ဖွင့်မဲ့ဖုန်းနံပါတ်ကိုတေချာလေးရိုက်ခိုက်ပြီးသွားပြီဆိုလို့ရှိရင်တော့ continue ကိုနှိပ်လိုက်ပါ continue ကိုဆက်ပြီးတော့နှိပ်ပြလိုက်ပါ allow နှိပ်ပြလိုက်ပါ allow တောင်းလိုက် allow ထပ်ပြီးတော့နှိပ်ပြလိုက်ပါ allow ကိုထပ်နှိပ်လိုက်ပါဒီမှာ verify your number ဆိုပြီးတော့အခုလိုလေးပေါ်လာမှာဖြစ်ပါတယ်ကြေကျွန်တော်ဘယ်မှာအကောင့်ဖွင့်ဖို့ထည့်ထားလိုက်တဲ့ဖုန်းနံပါတ်မှာ ကုတ်6လုံးကုပေးလာမှာဖြစ်ပါတယ်ဗောနော်အဲ့ဒီကုတ်ကိုကျွန်တော်တို့ဒီထဲမှာလာပြီးတော့ရိုက်ထည့်ပေးလိုက်ပါโอเคကျွန်တော်တို့ဖုန်းနံပါတ်ထင်းမှာပို့လာတဲ့ကုတ်ကိုရိုက်ထည့်လိုက်တာနဲ့ကျွန်တော်တို့တခါလဲဒီဖက် profile info ထဲအခုလိုရောက်သွားမှာပဲဖြစ်ပါတယ်ဗောနော်တချို့တော့အချိန်မှာဆိုလို့ရှိရင်ကျွန်တော်တို့ကုတ်ရိုက်ထည့်เสียမလို့ပဲ ਨੇ ဖုန်းအတူခေါ်လာတာတွေရှိတယ်ဖုန်းခေါ်လာတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဖုန်းကိုမကင်ခွင်းနဲ့ဒီတိုင်းထားလိုက်ပါအတူတခါတဲ့အကောင့်ဖွင့်ဖို့ ready ဖြစ်သွားတယ်ပေါ့နော်ဒီလိုပုံစံလေး profile info ထည့်ရောက်သွားမှာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်တို့ဖုန်းထဲမှာပို့ပေးလာတဲ့ဖုန်းနံပါတ်မှာပို့ပေးလာတဲ့ကုတ်ကူရိုက်ထည့်เสียမှာမလို့ဘူးဒါဆိုရှင်တော့အခုကျွန်တော်တို့ဒီနေရာမှာကိုယ့်ရဲ့ ဖွဲ့ပွားအကောင့်အတွက် profile နဲ့ upload လုပ်မယ်ကျွန်တော်တို့ဖွဲ့ပွားအကောင့်တုံးခုအတွက်ပေါ့နော်ဒီမှာ name နေရာမှာကျွန်တော်တို့ရဲ့အကောင့်နံပါတ်တွေဒီမှာအောက်မှာ private နေရာမှာကျွန်တော်တို့မွေးနေ့တွေ email တွေထည့်ပြီးတော့ထည့်သွားမယ်ပေါ့ကဲဆိုတော့အရင်ဆုံးကျွန်တော်တို့အပေါ်နားလေးက name နေရာမှာဖွဲ့ပွားအကောင့်တုံးမယ်နံပါတ်ကိုရိုက်ထည့်မယ်ပေါ့နော်ဥပမာကျွန်တော်ကမွေးရက်မှာ byte နေရာမှာကျွန်တော်တို့မွေးရက်တက်ဂရီကိုတစ်ချက်ထည့်ပေးလိုက်ပေါ့နော်ဒီနေရာမှာ โอเคပြီးလို့ရှိရင်တော့ကျွန်တော်ဒီအောက်နာလေးက email နေရာမှာကျွန်တော်တို့ပေးပါအကောင့်နဲ့ချိတ်ဆက်ထားမယ် email ကိုထည့်ထားလို့ရတယ်မထည့်ပင်နဲ့ဒီတိုင်းကြော်ရွားလို့လည်းရတယ်ပေါ့နော်နောက်တစ်ခါလာထည့်မှလည်းရတယ်ထည့်ချင်နေဆိုလို့ရှိရင်တော့ email နေရာမှာကိုယ့်ရဲ့ဒီ gmail ကိုထည့်ထားလိုက်လို့ရတယ်ပေါ့နော်ကဲအောက်နာလေးမှာ allow paper to send you a update ဆိုတဲ့နေရာမှာကျွန်တော်တို့အမှန်ချစ်ကလေးထားပေးလိုက်မယ်အောက်နာလေးကအမှန်ချစ်ကလေးကိုတစ်ချက်နှိပ်ပေးလိုက်မယ် ပေါ်နားလေးက the using the app နေရာမှာ claim နေမှာ location တောင်းနေဆိုလို့ရှိရင်တော့အပေါ်နားလေးက using this app ကိုနေပြီးတော့ထပ်ပေးလိုက်မယ်ကျွန်တော် permission ထပ်ပေးတယ်ပေါ့နော် okay ဒီအဆင့်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကို ID တောင်းနေပေါ့နော် ID ကိုပေးစရာမလိုသေးပါဘူးကျွန်တော်တို့အောက်နားလေးက maybe letter နေရာမှာနေပြီးတော့ကြော်သွားလိုက်လို့ရတယ် ဒါဆိုရှင်တော့ Viber အကောင့်ဖွင့်တာရသွားပြီပဲဖြစ်ပါတယ်။ Okay ကျွန်တော်တို့ Viber အကောင့်ဖွင့်တာရသွားပြီဆိုတဲ့နောက်ပိုင်းမှာကျွန်တော်တို့ကိုယ့်ရဲ့ profile ပုံတွေကိုယ့်ရဲ့ဘယ်တော့ဖုန်းနံပါတ်တွေကိုကျွန်တော်တို့ပြောင်းချင်နေပြင်ချင်နေဆိုလို့ရှိရင်ပြနေရာမှာတွားပြီးတော့ပြင်မလဲတစ်ချက်ကြည့်လိုက်မယ်။ Okay အဲ့တော့ကျွန်တော်တို့ဒီအောက်နားလေးကမော်ရူးနေရာမှာတစ်ချက်နှိပ်လိုက်မယ်။ profile ပုံကိုတင်ချင်နေဆိုလို့ရှိရင်တော့ဒီအပေါ်နားလေးကခေတ္တပုံပေါ့နော်ဒီ icon လေးတစ်ချက်နှိပ်လိုက်မယ်။ကင်မရာပုံလေးမှာနှိပ်ပြီးတော့မှကိုယ့်ရဲ့ profile တင်လို့ရတယ်ပေါ့နော်မဲ့ပုံလေးကိုတစ်ချက်နှိပ်ပြီးတော့ယူလိုက်မယ်ကဲပြီးတော့လို့ရှိရင်တော့ကျွန်တော် crop နှိပ်မယ်ပေါ့နော်ပြီးရင် save ကိုနှိပ်မယ် okay ဒါဆိုရှိရင်တော့ profile ပုံတင်ပြီးတော့ဖြစ်ပါတယ်ကိုရဲ့ fiber account ဖွင့်ထားတဲ့ဖုန်းနံပါတ်တွေကိုဝင်ပြီးတော့ပြင်ချင်တယ်ဆိုလို့ရှိရင်တော့အောက်နားလေးကစက်တိမ်မှာတစ်ချက်နှိပ်မယ်။ဒီတော့ကျွန်တော်ဒီ account နေရာမှာတစ်ချက်နှိပ်မယ်။ ီးရင်တော့ chain ဖုန်းနံပါဆိုတဲ့ညမှာနှိပ်ပြီးတော့မှတစ်ချက်ဝင်လိုက်မယ်ဒီမှာ continue ကိုနှိပ်မယ်ဖုန်းနံပါပဲ chain မယ်ဆိုလို့ရှိရင်ပို့ဆုံးနားလေးက new ဖုန်းနံပါအောက်နားလေးက continue ကိုနှိပ်ပါဖုန်းနံပါရောဖုန်းအတစ်မှာရောကျွန်တော်တို့ပြောင်းပြီးတော့ဝင်မယ် chain မယ်ဆိုလို့ရှိရင်အောက်နားလေးက new ဖုန်းနံပါ and new device ဆိုတဲ့ညမှာအောက်က continue ကိုနှိပ်ပါ အခုကျွန်တော်ကတော့ဒီဖုန်းနံပါတ်ပဲချိန်ပြမှာဖြစ်တဲ့အတွက်ကြောင့်ဒီမှာ new ဖုန်းနံပါတ်ဆိုတဲ့နေရာမှာချိန်နေလိုက်မယ် continue ကိုနေပြီးတော့မှကျွန်တော်တို့ရဲ့ဖုန်းနံပါတ်အတိတ်ကိုပေါ့နော်ဒီမှာဖုန်းနံပါတ်နေရာမှာရိုက်ထည့်ပြီးတော့ continue ကိုနေတွားလိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဖုန်းနံပါတ်ပြောင်းသွားမှာဖြစ်ပါတယ် okay ဒါကတော့ကျွန်တော်တို့ရဲ့ paper အကောင့်ဖွင့်ထားတဲ့ဖုန်းနံပါတ်ကိုကျွန်တော်တို့ပြန်ပြီး change ချင်တဲ့ပြောင်းချင်တဲ့တူတွေအတွက်ကိုကျွန်တော်ဖုန်းနံပါတ်ချင်းတဲ့နည်းကိုပြပေးတာဖြစ်ပါတယ် ကြတာဆိုရှင်တော့အခုနောက်ဆုံးအနေနဲ့မိတ်ဆွေတို့ကိုပြောပြပေးမှာတော့ကျွန်တော်တို့ Viber အကောင့်ဖွင့်တဲ့အခါမှာဖွင့်မရဘဲခိခဲ့မယ်ဆိုရင်ဘယ်လိုပုံစံနဲ့ရှင်းရမလဲပေါ့နော်ဘယ်လိုပုံစံနဲ့ဆက်ပြီးတော့ဖွင့်သွားရမလဲဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ်။တချို့တော့အခါတွေမှာ Viber အကောင့်ဖွင့်တဲ့အခါမှာပေါ့နော်ကျွန်တော်ဖုန်းနံပါတ်ထည့်လိုက်တာနဲ့ဖုန်းနံပါတ်က limit ထိသွားတယ်ပေါ့နော်ဆက်ဖွင့်လို့မရဘူး24နာရီစောင့်ပြီးမှ တင်လာဖွင့်ပါစရဖြစ် message တွေပို့လာတယ်ဆိုတော့ကျွန်တော်အနေနဲ့24နာရီစောင့်ဆရာမလို့ပဲနဲ့ဘလို့ဖွင့်ရမလဲပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ဒီထဲမှာဆက်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်ပေါ့နော်တကယ်လို့မိတ်ဆွေတို့ကအခုကျွန်တော်ပြောသလိုပဲပေးပါအကောင့်ဖွင့်တဲ့ခါမှာ limit ချလို့ဖွင့်မရခဲ့ဘူးဆိုရင်ကျွန်တော်ဖုန်းစက်တိန်ထဲမှာကြွားပြီးတော့ပဲဖြစ်ဖြစ်ဖုန်းစကရင်ပေါ်မှာဒီ Viber software application ထဲမှာတစ်ချက်နှိပ်လိုက်ပါဒီကတော့ဒီအပေါ်နားလေးက IN icon လေးထည့်တစ်ချက်နှိပ်လိုက်ပါ ပြီးတော့ကျွန်တော်တို့ဒီ storage ထဲမှာတစ်ချက်နှိပ်မယ် okay ကျွန်တော်တို့ paper ရဲ့ storage ထဲမှာကြောက်ပြီဆိုလို့ရှိရင်တော့ clear data နှိပ်ပေးလိုက်ပါဒါဆိုလို့ရှိရင်တော့ paper ထဲမှာကျွန်တော်တို့ဝင်ရောက်လုံးဆောင်ထားတဲ့ matter တွေအကုန်လုံးခက်သွားမှာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်တို့ clear data ကိုနှိပ်ပြီးသွားပြီဆိုလို့ရှိရင်ခုဖုန်းထဲမှာဒီ mobile internet ဖွင့်ထားပြီးတော့လေရင်ကိုတစ်ချက်နှိပ်ပြီးတော့ဖွင့်လိုက်ပါ9စက္ကန့်လောက်ကြာပြီဆိုလို့ရှိရင်လေရင်ကိုပြန်ပြီးပိတ်လိုက်ပါပိတ်ပြီးတော့မှပုံမှန်တိုင်းမိုဘိုင်းဒေတာဖွင့်ပြီးတော့ Viber ကို ပေပါအကောင့်ကိုပြင်ပြီးတော့ကွာဖွင့်ကြည့်လိုက်ပေါ့နော်ဒါဆိုလို့ရှိရင်တော့ပုံမှန်အတိုင်းလဲကျွန်တော်ရဲ့ပေပါအကောင့်ကိုဖွင့်လို့ရမှာပဲဖြစ်ပါတယ်ပေါ့နော်ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီဗီဒီယိုကမိတ်ဆွေတို့အတွက်အကျိုးရှိတယ်ဆိုရင်ဗီဒီယိုကို like and share များလုပ်ပေးသွားနိုင်ပါတယ်နားမလည်တာတွေရှိရင်ဗီဒီယိုအောက်မှာ comment လေးတွေရေးပြီးတော့ main ထားနိုင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်ပြီးတော့ဆုံချရအောင်အားလုံးပဲမင်္ဂလာပါ